ိုင်ငံရေးအကြံသားဟောင်း LGBT စာရေးဆရာမစောဟန်တွင်ဦးကွယ်လုံမင်္ဂလာပါပရိသတ်ကြီးရေဆရာနာရှင်တော်လည်ရေးမှာအတက်ကြွဆုံးပါဝင်ခဲ့တဲ့နိုင်ငံရေးအကြံသားဟောင်း LGBT စာရေးဆရာမစောဟန်တွင်ဦးဟာမတ်လ9ရက်နေ့ညနေပိုင်းကထိုင်းနိုင်ငံမဲဆောက်မြို့မှာကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်ဆောဟန်ရွေးဦးဟာကွယ်လွန်ချိန်မှာအသက်၂၈နှစ်အရွယ်ရှိနေပြီဖြစ်ပြီးထိုင်းနိုင်ငံချင်းမိုင်မြို့နယ်မဲဆောက်မြို့တို့မှာဈေးကူတာမှု၅လကျော်ခံယူခဲ့ပြီးနောက်ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ ယောဂကတော့စုံနေအထီးကားကစိတ်ကြတာနောက်ပြီးကြောက်ကက်မကောင်းတာတွေလေးဘက်နာတွေနောက်ပြီးတော့လေးဖြတ်သွားတာတွေဖြစ်ခဲ့တယ်အဲ့ဒီယောဂါရီနဲ့ပဲဆုံးမသွားခဲ့တာပါလို့မဆောဟန်တွင်ဦးနဲ့နှိစက်တဲ့တော်လရေးရဲဘော်တအူကပြောပါတယ် တော်လရင်နယ်ပယ်မှာအစောလိုလူတိများတဲ့အစောဟန်တွေဦးဟောင်းစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်စက်တင်ဘာလမှာလူမှုကွန်ရက်မှာနိုင်ငံရေးနဲ့သက်ဆိုင်တဲ့ post တွေရေးသားမှု PDF တွေကိုထောက်ပံ့မှုလို့နဲ့ဆွဆွဲခံရပြီးမန္တလေးမြို့ရှိနေအိမ်မှာစစ်ကောင်စီတပ်ကဝင်ရောက်ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ပါတယ်စစ်ကောင်စီကပုံမှန်905ကကြီးနဲ့အမှုဖွင့်တရားစွဲဆိုခဲ့ပြီးလူငင်းချမ်းသာခွင့်နဲ့2021ခုနှစ်အောက်တိုဘာလမှာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနောက်လွမြောက်နယ်မြေကိုထွက်လာခဲ့ကတော်လန်ရေးလုပ်ငန်းများဆက်လက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်စောဟန်ရီဦးဟာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့အချိန်စစ်ကြောရေးမှကြုံတွေ့ခဲ့ရတဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကိုသတင်းမီဒီယာတွေများစွာမှထုတ်ပေါ်ပြောကြားခဲ့တဲ့အပြင်လူအခွင့်အရေးတရားမျှတမှုအရေး LGBT အရေးတွေမှာတက်တက်ကြွကြွတောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ နှမျောတာကသူကရဲဘော်ရဲဘက်လေလုံးဝကိုမဖြစ်တင်သေးဘူးအသက်လည်းအယံငယ်သေးတယ်လုံနိုင်စွမ်းအားလည်းမြင့်မားတဲ့ရဲဘော်တွေဖြစ်တယ်လို့ဆိုကောင်းစောဟန်တွေဦးနဲ့နီးဆက်သူတို့ကပြောပါတယ်စောဟန်ရီဦးရဲ့စာပနာကိုတော့မင်းကနေ့လယ်ပိုင်းကထိုင်းနိုင်ငံမဲဆောင်းမြို့မှာရှိတဲ့တောက်တန်တစ်ခုပါပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။